ဝါတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မိုင်းပေါက်မြို့နာမှာမြေရှားတပ်ထူတူဖော်မှုတွေဟာ၁၀နှစ်အတွင်းရှစ်ဆတိုးလာတယ်လို့ရှမ်းလူခွင်ရေးမန်နိုင်အဖွဲ့ကထုတ်ပြန်လာပါတယ်။ကျူးလူတပ်ပုံတွေအရ၂၀၁၅ခုနှစ်တုန်းကမိုင်းပေါက်ဒေသမှာမြေရှားတပ်ထူတွင်၃ခုလောက်သာရှိပေမဲ့၂၀၂၅ခုနှစ်မှာတော့၂၆ခုကျော်ရှိလာနေပါတယ်။အဲဒီတပ်ထူတွေနေထက်က၃ခုဟာမိုင်းပေါက်မြို့နဲ့၄ကီလိုမီတာခန့်သာကွာဝေးတယ်လို့ရှမ်းလူခွင်ရေးမန်နိုင်အဖွဲ့ကဇွန်လ၁၉ရက်နေ့ကထုတ်ပြန်ထားပါတယ်။ မိုင်းပေါမြို့နီးကမြေရှားတပ်တူတွင်တွေဟာကချင်ပြည်နယ်ပန်ဝါဒေသကမြေရှားတပ်တူတူဖို့ရေလုပ်ငန်းတွေနဲ့ပုံစံတူညီနေပါတယ်။တောင်တွေကိုအဝိုင်းပုံထွင်းပေါက်ပြီးမြေအောက်ထိတိုက်ရိုက်တူဖို့ထုတ်ယူနေတဲ့နီလန်းကို အသုံးပြုနေတာလို့ဆိုပါတယ်။ဒီလိုနီလန်းဟာမြေရှားတပ်တူတူဖို့ရေဒေသတွေကိုအစိတ်အသင်စင်မှာဖြစ်ပြီးတော့မိုင်းပေါဒေသဟာရှမ်းပြည်ရှေးပိုင်းက တန်လွင်မြင့်နဲ့မဲခေါင်မြဝန်းတို့အကြားမှာတည်ရှိနေပါတယ်။မြင်းရှားကိုတရုတ်ကဝယ်ယူနေတာဖြစ်ပြီးတပ်တူတွင်းတွေဟာတရုတ်ပြည်ကိုမထိခိုက်နိုင်ပေမဲ့ထုတ်လုပ်တဲ့နေရာတွေကိုတော့အစိတ်အသင့်မှုတွေဖြစ်စေမယ်လို့သိရပါတယ်။ကမ္ဘာပေါ်မှာမြင်းရှားတပ်တူအများဆုံးထုတ်လုပ်တဲ့နိုင်ငံများစီးရင်မှာမြန်မာနိုင်ငံဟာတတိယအဆင့်မှာရှိနေပြီးတော့ဈေးကွက်မှာဈေးကြီးတဲ့မြင်းရှားတပ်တူနှမျိုးကို ထုတ်လုပ်တူပေါ်နေကြတာပါ။